ားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့မှာတော့အသည်းစီဖုံခြင်းဟာဘာလဲအသည်းအစီဖုံယောဂဘာလို့ဖြစ်တာလဲဆိုတာနဲ့အသည်းအစီဖုံယောဂရှင်ကြီးရှောင်ရဆောင်ရမယ့်အစားအစာလေးတွေကိုပြပြချင်ပါတယ်ပထမဆုံးအနေနဲ့ကျမတို့အသည်းအစီဖုံတာကို fatty liver လို့ခေါ်ပါတယ်ဒီအသည်းအစီဖုံခြင်းက ျမတို့ရဲ့အသည်အတွင်းမှာအစီရေစုပုံလာခြင်း ဖြစ်တာကြောင့်ဆိုတာတော့အားလုံးသိပြီးဖြစ်မယ်လို့ထင်ပါတယ်။အသည်မှာအစီရေများလာခြင်းအစီရေရှိလာခြင်းဟာပေါ့နော်။ပုံမှန်ဖြစ်ပေမဲ့လည်းအသည်ရဲ့အလေးချိန်ရဲ့9 900ခိုင်နှုန်းကနေ10000ခိုင်နှုန်းမှာအစီကြောင့် ဖြစ်တယ်ဆိုလို့ရှိရင်တော့အသေးအစီဖုံးမီလို့သတ်မှတ်လို့ရပါတယ်။အသေးအစီဖုံးခြင်းကကျမတို့ပြန်ကောင်းနိုင်တဲ့အခြေအနေရှိပါတယ်။အဲဒါပေမဲ့နေထိုင်စားသောက်မှုပုံစံကိုကိုကပြင်ပါရမယ်ပေါ့နော်။အသေးအစီဖုံးယောဂါကလက္ခဏာတွေမပြတတ်တဲ့လိုမျိုးအသေးလုံးဝပျက်စီးသွားခြင်းမဖြစ်စေပါဘူး။အသေးမှာခန္ဓာကိုယ်အတွင်းကဒုတိယအကြီးဆုံးအင်္ဂါဖြစ်တဲ့အလျောက်အသေးရဲ့လုပ်ငန်းတွေကကျမတို့နေ့စဉ်စားသောက် နေသမျှကိုပြုပြင်ပေးပြီးတော့အစိမ့်အတောက်တွေကိုစစ်ထုတ်ပေးခြင်းဖြစ်ပါတယ်။အစီရင်များလာတယ်ဆိုလို့ရှိရင်တော့အဲသူလုပ်နေတဲ့လုပ်ငန်းစဉ်ကိုနှောက်ရှက်တာခံရပါတယ်။ဆိုတော့အသည်းက sell house နေပြည့်စည်သွားတဲ့အခါမှာ sell အသစ်လေးတွေထပ်ထုတ်ပေးခြင်းအဖြစ်ပြန်ကောင်းအောင်လို့လှုပ်ဆောင်ပေးနိုင်စွာရှိပါတယ်။အသည်းကိုထပ်ခါထပ်ခါထိခိုက်မှုရှိလာတဲ့အခါမှာတော့ပြင်ပြရတဲ့အမာရွတ်တွေအစားထိုးလာပါတယ်။ဒီအခြေအနေကတော့အသည်း၆တာဖြစ်တယ်လို့ခေါ်ပါတယ်။ အခုကတော့အသေးအစီဖုံးခြင်းဟာဘလောက်အဖြစ်များလဲဆိုတာကိုပြပါမယ်။အသေးအစီဖုံးယောဂါကအဖြစ်အများများပါတယ်။အမေရိကန်မှာဆိုရင်တစ်ဆယ်ရနေတစ်ဆယ်ရခိုင်နှုန်းအထိလူတွေကအသေးရောင်ခြင်း အသေးအစီဖုံးခြင်းအဲယောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကအသေးရောင်အတဝါဘီဘိုးပေါ့နော်။အသေးရောင်အတဝါဘီဘိုးကလည်းကြည့်ရတော့မကကွယ်ဘူးဆိုလို့ရှိရင်အရန်ဖြစ်များရောဂါတစ်ခုဖြစ်ပါတယ်အသေးအစီဖုံးခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ ဆိုရင် အသေးစီပုံချင်းမှာကြားတော့အဖြစ်လက္ခဏာလုံးဝမရှိတပါဘူးမောပန်းလွယ်တာဗိုက်ထဲမအင်ကတာဖြစ်တာလောက်ပဲရှိတပါတယ်အသေးအနှဲငယ်ကြီးနေတတ်ပြီးတော့ဆရာဝန်နဲ့ဆက်သက်တဲ့အချိန်မှာကျမတို့ရေးသိရှိနိုင်တဲ့ယောဂဖြစ်ပါတယ်အစီများချင်းကအသေးကိုရောင်စီတတ်ပါတယ်အသေးရောင်လာမယ်ဆိုရင်အစာအသောက်တွေပြတ်တာကိုယ်လေးချိန်ကြတာဗိုက်အောင်တာအားနေတာနဲ့စိတ်တွေထွေပြားလာတာမျိုးဖြစ်တတ်ပါတယ် ကိုကဘယ်ချိန်နေမှာဆရာဝန်နဲ့တွားရောက်တွေ့ဆုံတဲ့လဲဆိုတော့ကိုစီမှာခုနကပြောခဲ့တဲ့ယောဂလက္ခဏာတွေတခုခုဖြစ်နေရဆိုရင်ဆရာဝန်နဲ့တိတိကျကျတိုင်းမဆွေးနွေးဖို့လိုပါတယ်တိတိကျကျယောဂကုသဖို့လိုပါတယ်အဲဒီလိုမှမကုသအောင်ဆိုလို့ရှိရင်အသေးကပို့ပြီးတော့ဆိုးရွားတာတက်ပါတယ်အသေးအစီဖုံးခြင်းကဘာတွေကြောင့်မလို့ဖြစ်နိုင်တယ်လဲပေါ့နော် အသေးစီဖုန်ချင်းဖြစ်ရတဲ့အများစုအကြောင်းရင်းကတော့အရက်တောက်ချင်းကြောင့်လို့တချို့လူတွေတော်တော်များယုံကြည်ထားကြပါဗျ။အဲဒါပေမဲ့ဖြစ်ရတော်တော်များများမှာအရက်မတောက်တဲ့သူတွေလည်းအသေးစီဖုန်ချင်းဖြစ်ပါတယ်။ သေးစီဖုံးခြင်းဟာခန္ဓာကိုယ်ကနေအဆီထုတ်လုပ်မှုများနေပေမဲ့အဆီတွေကိုလုံလုံလောက်လောက်မချေဖြတ်နိုင်တဲ့အခါမှာဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ပိုရှန်တွေရဲ့အဆီတွေကိုအသေးသေးတွေတူလောင်တဲ့နေရာမှာအသေးအဆီဖုံးရခြင်းဖြစ်ပါတယ်။အဆီများများစားခြင်းဟာအသေးအဆီဖုံးခြင်းနဲ့တိုက်ရိုက်တော့လည်းမသက်ဆိုင်ပါဘူး။ဆိုတော့အသေးအဆီဖုံးခြင်းဖြစ်တိုင်းကြီးက ဘာတွေကပြည့်တက်စီကလေးပေါ့နော်အသေးစီဖုန်ကြီးဖြစ်တိုင်းဒီကိုပြည့်တက်စီရဲ့အကြောင်းအရာတွေကတော့အများကြီးရှိပါတယ်ဥပမာအားဖြင့်တော့အဝလွန်တာသွေးရဲမှာအဆီပမာဏများတာအနောက်စီးကျူယောဂဖြစ်နေတာအနောက်ပြီးွားလို့ရှိရင်အဲအမျိုးအစားနှစ်စီးကျူရှိတာနောက်အင်ဆူလင်ခုခံမှုနဲ့ဆက်နွယ်နေတဲ့အခါမှာဖြစ်တဲ့ တောင်ပီးရင်မျိုးရိုးလိုက်တာအလင်းမြန်ကိုလေးချိန်ကြာသွားတာတချို့စီးရည်ရဲ့ဘေးရွက်ဆူဆူတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဥပမာ aspirin steroid ပေါ့နော်နောက်အရက်အလွန်ကြောတောက်ခြင်းကြောင့်ဖြစ်နိုင်တယ်လို့မျိုး paracetamol လိုမျိုးစီးရည်လိုရာထပ်ပို့ပြီးရောကြောကြားထားတာထပ်ပို့ပြီးရောတောက်တာမျိုးကြောင့်လည်းဖြစ်နိုင်တယ်နောက်ကိုဝင်ရှိတာ cholesterol တွေများတာအာဟာရ ပြက်လက်တာဒါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အသေးအစီဖုံးခြင်းကိုကျမတို့ဒီတန်တရားရှိပြီဆိုရင်တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကိုပြုလုပ်ပြီးတော့စစ်ဆေးရပါလိမ့်မယ်အသေးအစီဖုံးခြင်းကိုအတည်ပြုဖို့အတွက်ကတော့သွေးစစ်တာအဲနောက် TV ဓာတ်ပုံရိုက်တာနောက်အသေးစားစစ်တာဒါမျိုးတွေနဲ့ကျမတို့တွေစစ်ဆေးလို့ရပါတယ်နောက်အသေးအစီဖုံးခြင်းကိုဘယ်လိုကုသလို့ရလဲဆိုတော့ အသေးစီပုံချင်းကူတာဖို့အတွက်ကစေးဒါမှမဟုတ်ခွဲစိတ်မှုဆိုတာမျိုးတော့မရှိပါဘူးအဲအဲ့ဒီအစားကိုကအနေရရှိတဲ့အချက်တွေကိုရှင်းချနိုင်မှသာအရေးကြီးပါတယ်ဥပမာအဖြစ်တော့ကိုကဆောင်ရရှောင်ရနေပေါ့နော်အဲကိုဟောပါတဲ့အရေးတွေကိုကိုကလုံးဝရှောင်လိုက်မယ်အရက်မတောက်တာကိုပြောတာပေါ့နော်နောက်ကိုလက်စထရောကိုတည်တည်ကြာကြာလေးစီမံပြီးတော့မှစတောက်မယ်နောက်ဝေးလျှော့မယ်နောက်သွေးတွေတဲ့ကြားတဲ့ကိုထိမ့်ကြည့်ပေးမယ်ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်เนาะကျမတို့တွေအဲ အသေးစီဖုံးတာကိုကုသလို့ရပါတယ်။နောက်အဝလွန်ခြင်းဒါမှမဟုတ်အစားအသောက်ပုံစံကြောင့်မလို့အသေးစီဖုံးနေဆိုရင်တော့ဆရာဝန်ကအစာရှောင်ခိုင်းပြီးတော့ကိုယ်လက်နှိမ့်ချက်မှုလုပ်ခိုင်းပါလိမ့်မယ်။နေ့စစားသုံးတဲ့ကယ်လိုရီကိုလျှော့ချတာလည်းကိုယ်လေးချိန်ကြာစီပြီးတော့အသေးကိုပြန်ပြီးတော့ကုစားဖို့အချိန်ရပါတယ်။အရှောင်ရမယ့်အစားအစာတွေကတော့အစီများတဲ့အစားအစာတွေ၊တကြားများတဲ့အစားအစာတွေကိုရှောင်တာ၊လျှော့တာအရင်ကောက်ပါတယ်။နောက်လက်ဆက်တဲ့သစ်သီးတွေ ဟင်းဒီဟင်းရွက်တီဂျုံညမ်းတီကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားသုံးပေးပါအဲဒီထက်ပိုပြီးတော့ကျမပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အသေးအစီပုံနဲ့ဝိဒနာရှင်ဒီယောဂရှင်ဒီစားသောက်ရမယ့်အစားအစာတွေကတော့ကျက်တူပြူအစိမ့်နောက် omega 3 fatty acid နောက် coffee အဲနောက်ပြီးရင်ဒီပေါ့နော်ပန်းခေါ်ပြီးစိမ့် green tea တကြားတီ swine ပရိုတင်းတို့ကိုစားသုံးပြီးလို့ရပါတယ်။ဒါဆိုလို့ရှိရင်အသေးအတွင်းအစီပမာဏမြင့်တက်ခြင်းကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ရှောင်းဝါမဲ့အစားအစာတွေကတော့အစောနာပြောသလိုမျိုးပဲ။တခြားတက်လွန်ခဲ့တဲ့အစားအစာတွေ၊အရက်၊ဆန်ချောတွေ၊စီကြောမုန့်တွေ၊နောက်အငံတက်များတဲ့အစားအစာတွေ၊နောက်ပြီးအနီရောင်အသားတွေပေါ့နော်။အသားစိမ်းတွေစားတာကိုအဓိကအားဖြင့်တော့ရှောင်ပေးဖို့လိုပါတယ်။ ။နောက်လူနေမှု ပုံစံပြောင်းပြီးတော့အိမ်သုံးခုထုံးလေးတွေနဲ့လည်းကုသလို့ရပါတယ်။ဥပမာအားဖြင့်တော့အာတရက်ကိုအနည်းဆုံးမိနစ်30ရာနေပြီးတော့9ရက်လောက်ကိုလနေချင်းမှုလှုပ်ရှားမှုလှုပ်ပင်ပဲဆိုလို့ရှိရင်ကိုယ့်ရဲ့အလေးချိန်ကိုလည်းထိန်းသိမ်းပြီးသားဖြစ်တယ်လို့မျိုးအသေးစိတ်ပုံချင်းကိုလည်းကာကွယ်နိုင်မယ်လို့ပြောချင်ပါတယ်ရှင်။